ထွမြောက်အကျံအခန်းကြီးနှစ်ထွမြောက်အကျံအခန်းကြီးနှစ်သည်မောရှိမွေးဖွားခြင်းဖြစ်သည်ထိုကာလ၌လေဝိအမျိုးသားတယောက်သည် လေဝိအမျိုးသမီးနှင့်အိမ်ထောင်ဖက်ပြု၍မိမာသည်ပရိဒရေယူသည်ဖြင့်တားယောက်ျားကိုဖွားမြင်လေထိုသားသည်အစင်းလာကြောင်းကိုအမိမြင်လေသုံးလားပလောဝတ်ထားလေနောက်တစ်ပံဝှက်ရင်မထားနိုင်သောအခါကမာကိုင်းပင်ဖြစ်ရသော ပခတ်ကိုယူ၍ရေညှိနှင့်တစ်ဆေးဖြင့်လူးပြီးလျင်ပခတ်ထဲတွင်ကားငယ်ကိုထည့်၍မြကန်နာကိုင်းတော်၌ထားလေသူငယ်အမလည်းအဘယ်သို့ဖြစ်မည်ကိုသိမိခြင်းကအဝေး၌ရက်နေလေ။ဘာရောဘီဤသမီးတော်သည်ရေချိုးခြင်းကဆင်းလာ၍ကျွန်မတို့နှင့်မြကန်နာ၌လှဲ့လေစဉ်ကိုင်းတော်၌ပခတ်ကိုမြင်၍ဆောင်းယူစေခြင်းကကျွန်မတယောက်ကိုဆေလွတ်လေ၏။ ပခတ်ဖုံးကိုဖွင့်တော်အခါငိုလျက်နေသောသူငယ်ကိုမြင်၍အနာသောစိတ်ရှိလျင်ဤသူငယ်သည်ဤပြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးတော်သူငယ်ဤအမကကိုတော်အတွက်သူငယ်ကိုထိန်းရသောဤပြဲအထင်းကိုကျွမ်းသွား၍ခေါ်အပ်မည်လောဟုဖာရောပင်ဤသမီးတော်အားမေးလျှောက်၍မင်းသမီးကသွားလောဟုအခွင့်ပေးလျင်မိမပြိုသွား၍သူငယ်ဤအမိကို ဖာရောပြင်းသမီးတော်ကဤသူငယ်ကို ယူသွား၍ငါဖို့ထိန်လောအခါကိုငါပေးမည်ဟုမှားထားသည့်အတိုင်းထိုမိမသည်သူငယ်ကိုယူသွား၍ထိန်လေသူငယ်ကြီးပွားသောအခါဖာရောပြင်းဤသမီးတော်ထံသို့ပို့ဆောင်၍မင်းသမီးသည်တားအရာ၌ခံထားလျက်မောရှိအမည်ဖြင့်မှဲ့၏အကြောင်းမူကားရည်သေးကငါနှုတ်ယူသည်ဟုဆိုသည်အခန်းငယ်၁၁အခန်းငယ်၁၁သည်မိဒံပြီသို့မောရှိထွက်ပြေးခြင်း မောရှေသည်ကြီးသောအခါမိမိအမျိုးသားချင်းတို့ရှိရာသို့သွား၍သူတို့အမှုထမ်းရသောအချင်းရာတို့ကို ကြည့်ရှုလေ၏မိမိအမျိုးဟေပြဲလူတယောက်ကိုဧကုတုလူရိုက်သည်ကို မြင်လျင်ပတ်လေကြည့်ရှု၍အဘယ်သူမျှမရှိသည်ကိုသိသောအခါဧကုတုလူကိုတက်၍သေးသေး၌မြုပ်ထားလေ၏နက်ဖြန်နေ့၌ထွက်ပြန်သောဧပြဲလူနှစ်ယောက်တို့သည်အချင်းချင်းတက်ကြသည်ကို မြင်လျင်တင်းသည် သင်၏အပေါင်းအဖော်ကိုအဘဲကြောင့်ရိုက်သည်နည်းဟုညင်ဆဲသောသူအားမေးသည့်ရှိသောထိုသူကအဘဲသူသည်တင့်ကိုငါတို့အပေါ်မှာအကဲအမှုတရားသူကြီးအရာ၌ခံထားသည်နည်းအေဂုတုလူကိုတတ်တကယ်သို့ငါကိုတက်လို့တော်ဟုပြန်ဆို၏ထိုအခါမောရှိသည်မိမိပြုသောအမှုထင်ရှားပြီဟုသိ၍ကြောက်လေ၏ထိုတရင်ကိုဖာရောပြင်ကြသောအခါမောရှိကိုတက်ရှင်းကရှားကြံလေ၏ မောရှိသည်ဖာရောဘုရင်ထံမှဖွက်ပြေး၍မိဒံပြည်သို့ရောက်လျင်ရေတွင်းနားမှထိုင်၍နားနေလေထိုအခါမိဒံယေပရောဟိတ်သမီးညီမခုနှစ်ယောက်တို့သည်မိမိတို့အဘအီသို့စိတ်များကိုရေတိုက်ခြင်းကလာ၍ရေခက်ပြည်လျင်ရေတောက်ခွက်တို့၌လောင်းကြ၏တို့ထင်းအရှုလဲလာ၍သို့စိတ်များကိုမောင်းကြ၏ဒုခာမောရှိသည်ထ၍ထိုမိမတို့ပတ်၌နေလျက် တိုးစိတ်များကိုရေတိုက်လေ၏ထိုမိမတို့သည်အဘရွေလာထံသို့ ရောက်ကြသောအဘကအဘဲကြောင့်ယနေ့အလင်းမြန်ရောက်လာကြသည်ဟုမေးလေ၏သူတို့ကလည်းအကုဒုလူတစ်ယောက်သည် အကျွန်ုပ်တို့ကိုတိုးထင်းတို့လက်မှတ်ကဲနှုတ်၍ရေလိုသည်များကိုခတ်သည်ဖြင့်တိုးစိတ်များကိုရေတိုက်ပါသည်ဟု ပြန်ပြော၏အဘကလည်းထိုသူသည်အဘဲမှရှိသည်နီအဘဲကြောင့်သူ့ကိုပြစ်ထားခဲ့သည်နီ အစာစားစီခြင်းကသူ့ကိုခေါ်ချေကြဟုဆိုလေ။မောရှိသည်ထိုသူထံမှနေ၍ပျော်မွေ့သည်ဖြင့်သမီးဇိပောရာကို မောရှိအားထိမ်းမြားပေးစားလေ။ထိုမိမပွားတော်သားကိုမိရရှုံမြည်ဖြင့်မှဲ့၏။အကြောင်းမူကားငါသည် တကြုံတနိုင်ငံ၌ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုတည်း။ကာလအင်တန်ကြာပြီးမှအေဂုရုရှင်ဘီယံအနေဆာရောက်လေ၏။ ဤတရီလာအမျိုးတို့လည်းအစေကျွန်ခံရသောကြောင့်ဤတော်ငိုကြွေးကြ၏ထို့သို့အစေကျွန်ခံ၍ငိုကြွေးသောအတန်သည်ဘုရားသခင်ထံတော်သို့ရောက်လေထို့သို့ဤတော်မိတန်းရှင်အတန်ကိုဘုရားသခင်ကြားတော်မူလျင်အာဗြဟံဣဇက်ယာကုပ်နှင့်ပြုခဲ့ပူသောဗြေညင်ကိုအောင်းမေ့တော်မူ၏ဘုရားသခင်သည်လည်းဤတရီလာအမျိုးတို့ကိုကြည့်ရှု၍သူတို့အမှုကို စင်ကျင်တော်မူ၏ဖမျောဝါကျမ်းအခန်းကြီး1ပြပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။